မင်္ဂလာပါရှင်ကျမကတော့ G12 B03 မှာပညာသင်ယူနေတဲ့ 90MHB ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျမအနေနဲ့ဒွါဒဒမတန်မြန်မာစာအပိုင်း၁အပြောသင်ခန်းစာအောက်ကနံပါတ်၃ဘန်စကားပေါ်ပေါက်ပုံများဆိုရယ်ခေါင်းစဉ်အောက်ကနေပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဘန်စကားပေါ်ပေါက်ပုံများဆိုရယ်ခေါင်းစဉ်အောက်ကနေပြီးတော့ကျမအနေနဲ့ မိကွန်းလင်ပတ်တစ်ဖြစ်တဲ့မြမခိမာသုံးဆွဲနေတဲ့ဘတ်စကားတွေကိုအသုံးပြုပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အဓိကအကြောင်းကိုဆွေးနွေးခင်မှာကျွန်မအနေနဲ့ဘတ်စကားရဲ့အသေးပေကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ဘတ်စကားဆိုတာခေတ်ပေါ်စကားဖြစ်ပြီးတော့လူမှုနယ်ပယ်တွေမှာစကားတဲ့အဖြစ်တည်တည်သုံးဆွဲကြတာပဲဖြစ်ပါတယ်။ဘတ်စကားကိုမိတူပေဝါကတည်ရှင်တယ်။မိတိအကြောင်းကိုအဆွေပြုရတယ်။ လူစည်းဝေးရှိရဆိုတာမျိုးလည်းမရှိပါဘူး။ကျမတို့ရဲ့ပဝန်ကျင်ကလူတယောက်ယောက်ကတစုံတစ်ခုခုကိုစကားတိထွင်ပြီးတော့ပြောလိုက်တာကိုအနည်းနာပဝန်ကျင်ကလူအများကသင်တဲ့လက်ခံအသုံးပြုပြီးတော့ဒီစကားကအသုံးပြုတဲ့အခါတွင်ကျလာတဲ့အခါမှာဘတ်စကားတည်းရဲ့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဘတ်စကားပေါ်ပေါက်လာရခြင်းရဲ့တည်အခိုင်တွေကိုပြောရမယ်ဆိုရင် ခုခေတ်လူငယ်တွေပဲဖြစ်ပါတယ်။လူငယ်တွေကရှိရင်ဆွဲစကားတွေကိုမသုံးရှင်ကြဘူး။ဒါကြောင့်ရှိရင်ဆွဲစကားတွေနဲ့မှမိမိတို့အချင်းချင်းနားလည်ပေါ်ပေါက်နိုင်တဲ့စကားကိုတည်ထွင်အသုံးပြုကြတာပဲဖြစ်ပါရဲ့ရှင်။ တန်စကားတွေဟာစီးရင်ရှိရကြောင်းလို့သူကပန်ဒမစ်လို့ပဲကိုဆက်ပြန်ပွားတာမြင်ပါတယ်။ဒါကြောင့်ခုမြောက်ခင်မှာဘလို့စကားတွေကဘလို့ကိုဆက်ပြောအသုံးပြုရင်ကြားရလေဆိုတာကိုကြည့်အောင်ကြားရအောင်ရှင်။ဟုတ်ကဲ့ပါ။နံပါတ်1အနေနဲ့ကျွန်မဆွေးနွေးတာမယ့်အရာကတော့လေပါတယ်။အသေးပေကိုပြောရမယ်ဆိုရင်ကိစ္စတကူခုလူတရားယောက်ကြောင့်ဆေးပြစရာဖြစ်ရတဲ့အခါမှာပြောရရှိတဲ့စကားပဲဖြစ်ပါတယ်။တရကအနေနဲ့ပြောရမယ်ဆိုရင်ဟာလေပါတယ်ကွာ။ဆိုပြီးတော့တုံးကြတာပဲဖြစ်ပါတယ်။ နံပါတ်2ပြည့်အတိတ်ပဲကိုပြရမယ်ဆိုရင်ခရုမမူမျက်ရည်ရှုထားတဲ့တဘောကိုဆိုလိုတဲ့စကားဖြစ်ပါတယ်အထူးဖြစ်ဒီစကားကိုမင်းကလေးရပို့ပြီးတော့သုံးသပ်ကြပါတယ်ပဒကအနေနဲ့ပြရမယ်ဆိုရင်သူ့ကိုငါပစ်ထားတာကွာဆိုပြီးတော့သုံးလိုက်ကြပါတယ်နံပါတ်3ဝေးလိုက်တာ အကြောင်းဖိဆက်တစ်ခုခုကိုလေ့လာလောက်ကံရနားထောင်ရမှာအလွယ်တကူသဘောမပေါက်နိုင်ဖြစ်နေသူတွေကိုပြောချင်လေးရှိရစကားဖြစ်ပါတယ်။ဒါတကနေနေပြောရမယ်ဆိုရင်တော့လင်းကဝေးလိုက်တာဟဲ့ဆိုပြီးတော့သုံးရကြပါတယ်။နံပါတ်၄စေထိုးစေမိသူငယ်ချင်းတွေချင်းကြားမှာရေးပန်းစားနေတဲ့စကားလုံးဖြစ်ပါတယ်။အများမြန်မာရေးဆရာဖြစ်သွားအောင်တမင်လုပ်တဲ့ကိစ္စမျိုးရေးဆရာဖြစ်သွားအောင်လုပ်ခဲ့ရတဲ့ကိစ္စမျိုးကိုဒီစကားလုံးသုံးချက်ကြပါတယ်။ဒါတကအနေနဲ့ပြောရမယ်ဆိုရင်တော့ဟာငါတို့စေမိမိကွာ။ ဆိုပြီးတော့အသိပေးရပါတယ်။နံပါတ်5တာဇန်လူမှုကွန်ရက်ပေါ်မှာအများတကဆွေးနွေးပြောဆိုနေကြတဲ့အကြောင်းခုခုကိုချေချေပြင်းပြင်းမသိထားပဲလူသက်ကြီးလုံဝင်ပြောလေးရှိသူဟောက်တာတွေကိုဒီပေါက်နဲ့ပြောနေမျက်ဝင်နေတဲ့သူမျိုးကိုအပြောင်ပြက်သဘောနဲ့တာဇန်တိုးသွင်းနေသူတအားလို့ခေါ်လေးရှိကြပါတယ်။တာဇန်ကအနေနဲ့ပြောရမယ်ဆိုရင်တော့ဟာခုမှတာဇန်လာပြီကွာ။နံပါတ်6ဆရာကြီး ။ညတကမှာငါတိညာတဲ့မိလူတက်သူမျိုးကိုတမင်ရွက်ပြီးခေါ်ရတော့ဖြစ်ပါရဲ့။ဒါကြောင့်ဒီလိုခေါ်ခဲ့ရရင်တည်ထားပြီးတော့ပြီးပြီဖြစ်ညောင်ပြရတာပဲဖြစ်ပါရဲ့။ကာတကအနေနဲ့ပြောရင်တော့ဟုတ်ပြီဆရာကြီးအလေးกว่าဆိုပြီးတော့သုံးသပ်ကြတာဖြစ်ပါရဲ့။ဆိုရင်လည်းဆွေးနွေးမယ့်အချက်ကတော့ flat tube ပဲဖြစ်ပါတယ်။ flat ကနေ black ground ကျွတ်သွားရင်မြင်လေးနိုင်တော့ပါဘူး။အလားတူပဲစိတ်ပီစီကိုတောင်းမဟုတ်ရက်သေးစားတောက်စားမှုကြောင့်စိတ်နစ်ကိုမကတ်တော့ပဲပြောချင်ရလို့ချင်ရတယ် ရှောက်ပြောရှောက်လို့နေတဲ့သူမျိုးကိုဒီစကားနဲ့ဝန်ယူပြောဆိုရရှိကြပါရဲ့။သာသကအနေနဲ့ပြောရင်တော့ပပျုံးမင်းနဲ့သူကဖက်ချွနေတာဆိုပြီးတော့တုံးကြတာပဲဖြစ်ပါရဲ့။ဟုတ်ကဲ့ပါခုကျွန်မပြင်ပြထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မချစ်ပြောချင်တာက best car ဆိုတာကျွန်မတို့ငယ်ရွယ်ချင်းချင်းကြားမှာတုံးတာအဆင်ပြေရဆိုပေမဲ့လည်းသူကြီးရဲ့စကားပြောတဲ့အခါမှာတော့ပြီးသားပြီးတော့ဆောင်းချရမှာပဲဖြစ်ပါရဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရေ presentation လုပ်တဲ့အခါမှာ look point တက် အင်တာဗျူးပြတဲ့အခါဒီမှာကျမတို့ရေဘတ်စကားထိပ်ပြတော့လိုက်မယ်ဆိုရင်ကျမတို့ရဲ့စကလုံးရဲ့အသေးပေတွေကိုလောက်ကျစရာလေးဖြစ်ပါတယ်။ဒါကြောင့်မို့ဘတ်စကားလုံးတဲ့အခါမှာလေ၃တင်းနဲ့အညာ၃တင်းနဲ့အညာကိုတေချာစဉ်းစားပြီးတော့မှ၃တင်းပါတယ်။ နတင်ပြတော့ရရကိုဆက်ကနေဆုံးပြေဆိတ်ရွှေပြောကြည့်ရှုနေထောင်ပြခဲ့ကြရဲဒီချိန်လေးတကွာငွေချင်းရဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ညောင်းရတဲ့အခါမှာအမရပါခင်နေဆိုရင်လည်းခုနပြီးတော့နားလေပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။